လုံးမမင်္ဂလာပါဗျဒီနေ့မှတော့လူတိုင်းအောင်စိတ်ညွန်ပြီးခေါ်ယူလို့ရတဲ့စိတ်ညွန်ကျင့်စီနေတခုနဲ့မေးစွန်းမရအောင်မရအောင်ပေးมาဖြစ်ပါတယ်အဲဒီစိတ်ညွန်ကျင့်စီရတော့အရင်အရင်ကျင့်စီနေလို့ပဲကျွန်တော်တို့အချိန်ကြာကြီးကျင့်စာမလို့ပါဘူးတလတွင်ကျင့်တာနဲ့အကျိုးတူပြီးအစွမ်းပြပါတယ်ဒါကြောင့်မေးစွန်းများစိတ်ဝင်စားလို့ရှိရင် live လန်ကျင့်လို့ရပါတယ်အရန်လည်းလွယ်လို့မလို့အရန်လည်းကျင့်နေလို့များပါတယ်ခလေးရစားလူကြီးဆုံးမိသူမဆိုကျင့်လို့ရတဲ့နည်းလေးပဲဖြစ်ပါတယ်ဥမာဆိုကြပါစို့စိတ်ညွန်ပြီးခေါ်မယ်ဆိုပါကြပါဥမာကိုယ့်ကောင်လေးရဲ့ ကိုကိုထားတော့တယ်အကုကောင်လေးကိုပြန်ခေါ်လို့ရတယ်ကိုကောင်မလေးကိုပြန်ခေါ်လို့ရတယ်တချို့ဆိုလို့ရှိရင်အိမ်မွားမျိုးသားဆင်းသွားလို့ပြပြန်ခေါ်ခြင်းလဲခေါ်လို့ရတယ်အမျိုးသမီးဆင်းသွားလို့ပြ6လောက်လောက်ရှိပြီပြန်ခေါ်ခြင်းတယ်စပြကျွန်တော်လာမိရတယ်လို့အများကြီးပဲရှိတယ်အမျိုးသားထွက်တော်လို့မျိုးသမီးထွက်တော်လို့အဲအဲ့လိုမဟုတ်ဘူးပြ ဟုတ်ပြီကိုတငယ်ချင်းနေချေရတဲ့သူတွေမိသားစုတွေအားလုံးပဲမြို့သူကိုမစိုးစိတ်ညှို့ပြီးခေါ်လို့ရလဲစိတ်ကျင့်စဉ်တစ်ခုလေးပဲဖြစ်ပါတယ်အရန်လွယ်ပါတယ်အဲကြည့်မှုတွေကလည်းအချိန်အပြည့်အများကြီးပေးစားမလိုပါဘူးမနက်၅မိနစ်ည၅မိနစ်ကြည့်အောင်လည်းရပါတယ်ဟာဒီတမကအချိန်ပေးနိုင်လို့နိုင်ဝင်လောက်ကြည့်ရင်တော့ပို့လို့စွမ်းပါတယ် ချင်းဝင်ချင်းတွေကလည်းအချင်းရအပြင်မနဲ့စောစောနဲ့ညအဲ့ရဝင်ခံတွေကအကောင်းဆုံးအချိန်ပဲဖြစ်ပါတယ်ဒီကြားထဲမှာလည်းကိုအားရင်အားသလိုကျင်းလို့ရပါတယ်ဟုတ်ပြီဘလို့ကျင်းရမလဲဆိုတော့အဲကျင်းမယ်ဆိုလို့ရှိရင်ကိုကထားပါတော့ကိုကလူတရရောက်စိတ်ညှုပ်ပြီးတော့ခေါ်တော့မှာအဲ့တော့စိတ်ညှုပ်မယ်ဆိုတော့စိတ်ညှုပ်ပြီးဆိုတော့ဆိုတဲ့ကလေးကကိုပြောတဲ့စကားတွေကို तू ကနားထောင်ရတော့မှာအဲ့လိုနားထောင်ဖို့အတွက်သူ့ရဲ့တပုံတပုံတော့လိုပါမယ်မဖြစ်မနေကိုလိုပါမယ်အဲသူ့ရဲ့တပုံတပုံတော့လိုမယ် အဲဒီညမှာလည်းတချို့ကျွန်တော်မေးဆိုတူတော့တပုတ်တပုတ်မပါဘဲနဲ့ကျင့်တာအဆင်ပြေတယ်လို့ဆိုပါတယ်ဒါပေမဲ့ပိုထျောက်ကျင်လို့ရှိရင်ဓပုံလေးလည်းသုံးပေးပါဟုတ်ပြီအဲ့ဒီဓပုံရဲ့အနောက်မှာလည်းကိုဖြစ်ကျင်တာတစ်ခုကိုရေးပါမယ်အိုးဥမာဆိုကြပါစို့မောင်းမောင် မောင်ဖြူငါးစီပြန်လာစေမတ်ဖြူမတ်နေငါးစီပြန်လာစေအဲစားပြပေါ့နော်စားပြအနောက်အနောက်လေးမှာကိုဖြစ်ဖြစ်ချင်တာလေးတစ်ခုကိုရေးမယ်ဆင်းညို့ပြီးတော့ခေါ်ယူမယ်အဲတချို့လေးရတဲ့အကျွေးတောင်းကျင်တာပြအကျွေး အကျွေးပြရမယ်လူကလိန်သွားလို့မလို့အဲအဲ့လိုလဲခေါ်လို့ရတယ်အဲ့လိုလဲခေါ်လို့ရတယ်မိသူမစိုးစိတ်ညူပြီးခေါ်လို့ရလဲခြေစီမဖြစ်ပါတယ်ဟုတ်ပြီအားဆိုရင်အချိန်လဲတိပြီးမနဲ့ဆော့ဆော့နဲ့ညအရာဝန်ကနေဒီကြတဲ့မှာလဲအားလက်ချင်းနေကျင်းလို့ရတယ်သူရဲ့တပုံကိုလိုမဲ့တပုံရဲ့နောက်မှာဖြစ်ချင်တာရေးမယ်အဲရေးပြီးဆိုတာနဲ့ကျွန်တော်တွေနေ့တိုင်းပေါ့နော်ရက်မပြက်လေးကျင်းဖို့လိုပါတယ်အဲ့တော့ကျင်းကနေကျင်းကနေညမှာရွက်မဲ့ခါတလေးလို့ရှိတယ် အဲယူမေကတာလေးရယ်၃ခေါက်ပဲယူရမှာအများကြီးတော့မဟုတ်ဘူး။အုံကိစ္စအမှုမီဩကတိဒိဋ္ဌာဟိအုံဒုက္ခိနောဝါခေမိနောဝါနိတိနောဝါတယနောဝါတန်ကုံပမယအုံအာကုံအာယင်တရားမင်းဖန်ဆင်းကိုယ်တိုင်ပြငါဤအားတရားလာ၍မှအုံအာဇက်ရှာဆက်တရားရှိကွဲ့ထဆရာထကြွဆရာကြွကျွန်တော်နောက်တစ်ခေါက်ထပ်ပူဇော်ပြပောက်မယ်ဗျာ။ ုံဂိဇအမှုမီဩဃတိဒိဋ္ဌာဟိအုံဒုခိနောဝခေမိနောဝနိတိနောဝတယနောဝတန်ကုံပမယအုံအာကုံအာယိတရားမင်းဖန်ဆင်းကိုတိုင်ပြငါဤအားတရားလာ၍မှအုံအာဇက်ရှာစေတရားရှိခွဲ့ထားเสียထားကြွเสียချွတ် အုံကိစ္စမှုမီဩဃတိဒိဋ္ဌာဟိအုံဒုက္ခိနောဝခေမိနောဝနိတိနောဝတယနောဝတန်ကုန်ပမယအုံအာကုံအာယင်တရားမင်းဖန်ဆင်းကိုတိုင်ပြငါဤအတရားလာ၍မှအုံအာဇက်ရှာဆက်တရားရှိခွက်ထဆရာထကြွဆရာကြွဆိုပြီးသုံးောက်ယွယုံပဲသုံးောက်လေးယွမယ်သုံးောက်လေးယွပြီးတော့ကျွန်တော်တို့ပထမဆုံးကျင့်မယ်ဆိုလို့ရှိရင်အဲရေခွက်လေးတစ်ခွက်တော့လိုမယ်အဲရေခွက် ကျွန်တော်တွေရေဘူးတော့မဟုတ်ရေရေကွက်ပေါ့နော်အကောင်းဆုံးကတော့ကျွန်တော်တွေရေကွက်အကောင်းအကောင်းဆုံးပါပဲအဲ့တော့ရေကွက်တစ်ခွက်ထဲကိုသူ့တက်ပုံလေးကိုထည့်လိုက်ရမယ်အဲရေကွက်တစ်ခွက်ကိုသူ့တက်ပုံလေးကိုထည့်လိုက်ရမယ်ဆိုတော့ရေဆိုတဲ့မျိုးကဟိုကသွားထိလိုက်တာနဲ့လောက်သွားမှာပေါ့နော်ကျွန်တော်တို့ကရေငြိမ်းတဲ့အထိစောက်မှာဖြစ်ပါတယ် โอเคအဲ့ဒါအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကရေခွက်ဆိုလို့ရှိရင်အောက်ကိုစိုက်ကြည့်နေမှာအဲ့တော့ကြာကြာကြည့်နေဖို့ကတိတ်အဆင်မပြေဘူးအဲ့ဒါကြောင့်မလို့ကျွန်တော်တို့ရေဘူးဆိုလို့ရှိရင်လည်းရပါတယ်ရေဘူးဆိုတဲ့ရေဘူးကြည့်ကြည့်လေးပေါ့နော်အဓိကတော့ကျွန်တော်ကရေနဲ့တွဲပြီးကြည့်ရမှာရေနဲ့တူတက်ပုံနဲ့တွဲပြီးတော့ကြည့်ရမှာအဲဒါဒါဒါဓမ္မတန်လေးကိုယ့်ရဲ့အာကိုယ့်ရဲ့အကြည့်တွေကအေးဆက်ဆက်ဆူးရှက်ရှက်ထိရောက်တဲ့အဲအေးဆက်ဆက်ဆူးရှက်ရှက်ဆွဲဆောင်မှုရှိတဲ့ စွမ်းငင်မှုရှိတဲ့အကြည့်တွေဖြစ်စင်မှာဖြစ်ပါတယ်။ Okay အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ရေပူးတပူးသို့မဟုတ်ရေခွက်တစ်ခွက်အဲ့ကျကျွန်တော်တို့ရေခွက်မှာတော့စမ်းမှုတယ်ရေပူးတော့မစမ်းဘူးပါအဲ့ရေပူးဆိုတဲ့ရေပူးကြီးကြီးလေးပေါ့နော်ရေပူးရေပူးထဲကိုသူ့တပ်ပုံလေးကိုထည့်လိုက်မယ်။အဲ့တော့ဒါကြောင့်မို့ရေပူးတော့ကြည်နေဖို့လိုတယ်ရေပူးအကြည့်အောင်ဖျက်မယ်ပေါ့နော်ရေဘူးကြည်အောင်ဖျက်မယ်အဲရေဘူးကြည်အောင်တော့ကျွန်တော်အဲကျွန်တော်သိရနေတော့ရှားမထင်တော့အဲရေဘူးကြည်အောင်တော့မဟုတ်ရေခွက်ကျွန်တော်ရေခွက်တက်ကြည့်လိုက်ပါတယ်ရေခွက်တက်ကိုသူ့တပ်ပုံထည့်လိုက်တယ် ဲလိုက်ပြီးတော့ဒါလေးပဲအဲသူ့တပ်ပုံနဲ့ယင်းနဲ့ကိုဆက်ကြည့်နေအောင်ပဲဒါလေးပဲဘာမှလုပ်ဆက်မလို့ဘာမှလုပ်ဆက်မလို့ဟုတ်ပြီအဲ့လိုထိုက်ပြီးဆိုတာနဲ့ဒီတကားတော့ထိုက်ယူမယ်အုံမှုတုမိုင်းတော်ဟအုံမှုတုမိုင်းတော်ဟအုံမှုတုမိုင်းတော်ဟဆိုပြီးတော့ဂါရာဘုံတော့39ခေါက်ရွတ်ပေးရမယ်အုံမှုတုမိုင်းတော်ဟအုံမှုတုမိုင်းတော်ဟဆိုပြီးတော့39ခေါက်ရွတ်ပေးမယ် အဲ့ရေနဲ့သူ့တပ်ပုံတွေကိုကြည်ပြီးတော့ရုတ်ပြရမှာဖြစ်ပါတယ်38နှစ်ကောက်ရုတ်ပြပြီးဆိုတာနဲ့ကျွန်တော်တို့ကအဲ့သူ့ရဲ့တပ်ပုံနဲ့ရေနဲ့ကိုထိုင်ကြည့်နေမှာဖြစ်ဖြစ်ပါတယ်ဒါပဲဘလောက်ပဲထိုင်ကြည့်ထိုင်ကြည့်မိတ်ဆွေများ10မိနစ်ထိုင်ကြည့်ထိုင်ကြည့်15မိနစ်ထိုင်ကြည့်ထိုင်ကြည့်နိုင်ဝက်ထိုင်ကြည့်ထိုင်ကြည့်ကြဲတဲ့လောက်ထိုင်ကြည့်ပါမနဲ့လက်ကြည့်ညလက်ကြည့်မနဲ့လက်ကြည့်ညလက်ကြည့်အဲ့လိုကြည်ပြီးပြီးဆိုတာနဲ့ကျွန်တော်ဗာလေးပြောရမယ်ဆိုတော့ကြည်ပြီးပြီးဆိုတာနဲ့ဥမာ ဥမာဆိုကြပါစို့ကိုကြည့်နေဘုံကကြော်ကြော်ကြီးဆိုလဲကြော်ကြီးရောက်လျက်နေတဲ့ဌာနမှာအေးချမ်းပါစေငါးစီဦးလည်းမြန်ပြန်လာပါစေအဲဒါလေးပဲမောင်ဖြူဆိုလို့ရှိရင်မောင်ဖြူရောက်လျက်နေတဲ့ဌာနမှာအေးချမ်းပါစေငါးစီဦးလည်းပြန်လာပါစေမဏီခေါ်ခြင်းနဲ့ဆင်းညွတ်ခြင်းနဲ့ဆိုရင်မဏီရောက်လျက်နေတဲ့ဌာနမှာအေးချမ်းပါစေငါးစီကိုအမြန်ပြန်လာပါစေအဲစားပြစ်ကျွန်တော်တို့ခေါ်အဲ့လိုလေး ဲ့အဲ့ဟာလေးကိုကြည့်ပြီးတော့ပြောမယ်ဒါတော့အားလုံးကြည့်မိပြီဆိုမှအဲအဲ့ဒါလေးကိုကြည့်မိပြီဆိုမှကျွန်တော်တို့တွေကြည့်မိဆိုလို့ရှိရင်တော့ကိုယ့်ကိုပြန်သိမ်းတော့ဗောပြန်သိမ်းမယ်ဆိုရင်လည်းကိုယ့်ကိုကြိုက်ကြိုက်လို့ပြန်သိမ်းလို့ရတယ်ကိုယ့်ကိုရေတုံမဲ့တုံတုံနောက်ထပ်ဘယ်ဘယ်ဦးဇန်တော့ကိုနောက်ကြီးကနေမှနောက်ထပ်ရေခွက်ထပ်ခတ်ပြီးထားလို့ရတယ်ဒါလေးပဲပြီးပြီကျင့်ကျင့်တာရမ်းမြန်နဲ့အရန်လဲလွယ်တယ်နော်ဟုတ်ပြီဒါဆိုလို့ရှိရင်အားလုံးသိပြီထင်ပါတယ်ဒီအားလေးကိုမနက်တစ်ချိန်ညတစ်ချိန်မနက်တစ်ချိန်ညညတစ်ချိန် အချိန်ရရတဲ့လောက်ကျင့်လို့ရတယ်ဒီကြားထဲမှာအားတဲ့ချိန်လဲကျင့်လို့ရကျင့်လို့ရသေးတယ်ကျင့်မှဒါတလေးပေါ့နော်တချို့လဲထိုင်ပြီးဘလို့ထိုင်မဲတဲ့ကျဲသလို ထိုင်ရပါတယ်ကျဲသလိုထိုင်ကိုယ့်ကိုအဆင်ပြေမဲ့ပုံစံမျိုးထိုင်အဲ့ဒီဒီနံမှာလဲအဲ့တခုလို့ရှိတယ်ပေါ့နော်ကျင့်ကနေကျင့်ကနေနေရင်တော့ မျက်နှာလေးတက်ပြရမှာဖြစ်ပါတယ်အဲ့တော့မနက်စောစောဆိုတော့မျက်နှာတော့တက်ပြီးလောက်ပြီပေါ့ဗျာနော်မနက်စောမျက်နှာတက်လို့ညနေဆိုလို့ရှိရင်လည်းမျက်နှာတက်ပြီးပြီးမှကြည့်ကြည့်ပေါ့ဗျာနော်အဲ့တော့မျက်နှာတက်ပြီးမှသာလင်းကျင်မှာဖြစ်ပါတယ်ကျွန်တော်တို့ကဒီကျင့်စဉ်ကမျက်လုံးကိုအဓိကတုံးတာပေါ့နော်မျက်လုံးအဓိကတုံးတယ်အဲကျွန်တော်တို့ရေကျွန်တော်တို့ရဲ့အကြည့်တွေအာယုံတွေကအဲ့ဓာတ်ပုံနဲ့ရေတဲ့ဝဲရောက်နေမှာဖြစ်ပါတယ်ဒါကြောင့်မလို့ ရေခွက်ကိုကြီးတာတုံတုံသေးတာတုံတုံကြိုက်တာကိုတုံးလို့ရတယ်တခုလို့ရှိတယ်အဲကျွန်တော်တွေရေတွေတော်တော်ကြည်ပြီးငြိမ်သွားပြီဆိုတာကြမှာကျွန်တော်တွေကြည့်ရမှာဖြစ်ပါတယ်အဲ့တော့ဒါဆိုလို့ရှိရင်သူ့တပ်ပုံနဲ့ရေနဲ့ကိုကျွန်တော်တွေတွဲမြင်သွားမှာโอเคဒီနေ့မှတက်ပုံကရေဆိုးမှကြောက်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်တွေကတ်လောင်းလိုက်ပေါ့เนาะကျွန်တော်တွေဗတ်ပုံကတ်လောင်းလိုက်မှာဓာတ်ပုံကအသေးလေးရတယ်เนาะခေစားမရှိဘူးဟိုကျွန်တော်တို့တွေဒီ ဒီ license ပုံလဲရတယ်ကိစ္စမရှိဘူးအဲ့တော့ကိုကထားထားပါတော့သူနဲ့ကိုနဲ့အတူတူတွဲကြိုက်ဘူးတဲ့တပုတ်ဒီမှာရှိရင်တော့ပိုကောင်းတော့ဗောသူနဲ့တူတပုတ်တွဲချင်ဘူးအဲ့ပုံထည့်လဲရတယ်ကိစ္စမရှိဘူးပို့လို့ထိရောက်ပါတယ်ဗျကဲဒါဆိုအားလုံးပဲတီးပြီးလို့ထင်ပါတယ်အဆင်ပြေတာလေးလည်းမေးကြလို့ရပါတယ်ဗျ ဲ့တော့အဆင်ပြေလို့ရှိရင်လည်း Lions Square နေပြီးအားပေးကြလို့ရပါတယ်အဲ့တော့မိတ်ဆွေများကြင်ရလို့တော့ကြင်ချင်းချင်းချင်းနီးလေးရှိလေးလဲချင်းချင်းချင်းလို့တော့မနော်အချင်းချင်းလို့တော့အရာများရှိနေကျွန်တော်မေးခဲ့လို့ရပါတယ်ကျွန်တော်စီမံစာအုပ်တွေအများကြီးရှိတယ်စုဆောင်ထားတယ်ကျွန်တော်ကိုယ်နဲ့လဲစမ်းသပ်နေတယ်ကျွန်တော်လည်းအဲ့လိုမျိုးတားတားဝါတားဝါသနာပါတယ်အဲ့လိုရှောက်ကျင်တာပဲဟိုကလည်းရှောက်ကျင်တယ်ဒီကလည်းရှောက်ကျင်တယ်ဟိုကလည်းရှောက်လို့တယ်ဒီကလည်းရှောက်လို့တယ်အကုန်လုံးရှောက်ကျင်ရှောက်လို့ရတယ်ဝါဝါသနာပါတယ်အဲ့ဒါကြောင့်မို့အကုန်လုံးရှောက်ကျင်ပါတယ် ဒါကြောင့်မို့တချို့ကျင်စင်နေရတယ်အောင်မြင်တယ်တချို့ကျင်စင်နေရတယ်မောင်မြူပြက်ပြက်သွားတယ်အဲပြက်ပြက်သွားဆိုလို့ကျွန်တော်ကျွန်တော်ဒီကမှာပြီးတော့နောက်ဟာထပ်ပြီးကျင့်နေတယ်နည်းနည်းလောဘကြီးတယ်ပေါ့နော်အဲ့လိုမျိုးလေးဖြစ်တော့ပြက်တာများတယ်ဒါကြောင့်ကျွန်တော်မြင်ရတယ်ကျင့်စင်တစ်ခုကျင့်မယ်ဆိုရင်တစ်ခုတည်းကိုပဲဇွဲရှိရှိလေးအစဉ်ပြေးအောင်လို့ကျင့်ပြရမှာဖြစ်ပါတယ်ကဲအစဉ်ပြေးမယ်လို့ထင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဗျလိုင်းရဆခွဲနေပြီးခဲ့ပါအောင်ဗျာ